လူမှုကွန်ရက်မီဒီယာတွေကကလေးငယ်တွေအပေါ်ဘယ်လိုတက်ရောက်မှုတွေရှိနေလဲဆိုတဲ့သတိပေးချက်အစ်စ်တစ်ခုထွက်ပေါ်လာခဲ့ပါတယ်။သူတွေဒီတွေရဲ့တွေးရှိချက်အရ TikTok နဲ့ Instagram လိုလူမှုကွန်ရက်တွေမှာကလေးတွေအချိန်ပူသုံးလီလီသူတို့ရဲ့စာဖက်စွမ်းရည်နဲ့မှန်ညာတွေမှာရမှတ်တွေနိုင်ကြလီလီဖြစ်နေတာကိုတွေးရှိခဲ့ရပါတယ်။လူမှုကွန်ရက်ကိုတစ်နှစ်တစ်နာရီပဲသုံးရင်တောင်မှတက်ရောက်မှုရှိတာကိုတွေးခဲ့ရပါတယ်။ ဒါကလူမှုကွန်ရက်နည်းနည်းလေးသုံးတာကတော့မှတင်ယူမှုနဲ့စာတင်စွမ်းရည်ကိုအနှောက်အယှက်ဖြစ်စေနိုင်တယ်ဆိုတာကိုပြသနေုံသာမကပဲသုံးစွဲခြင်းရဲ့တက်ရောက်မှုလည်းရှိတာကိုတွေ့ရပါတယ်။ဒါကြောင့်ခလေးတွေလူမှုကွန်ရက်ကိုပူသုံးလီလီသူတို့ရဲ့စွမ်းဆောင်ရည်ကပိုပြီးတော့ဆိုးရွားလီလီဖြစ်နေတာပါလို့သူတွေတိတအူကပြောကြားထားပါတယ်။အသက်9နှစ်ကနေ73နှစ်အရွယ်ကျောင်းသားတွေကိုလီလာခဲ့တဲ့သူတွေတနာအရာလူမှုကွန်ရက်ကိုတနေ့ကိုတနာရီသုံးစွဲသူတွေဟာစာမေးပွဲရမှတ် တမှတ်သို့မဟုတ်နှစ်မှတ်နှိမ့်ချခဲ့တာကိုတွေ့ရပါတယ်လူမှုကွန်ရက်မှာအချိန်ပိုသုံးဆွဲသူတွေကတော့၄မှတ်သို့မဟုတ်၅မှတ်အထိကြာဆင်းသွားတာကိုတွေ့ခဲ့ရပါတယ်အမှတ်အနည်းငယ်ကအရေးမကြီးဘူးလို့ထင်ရပေမဲ့ကလေးတွေအသက်ကြီးလာတာနဲ့အမျှလူမှုကွန်ရက်သုံးဆွဲမှုပိုများလာတဲ့အတွက်ကြောင့်အနာဂတ်မှာအန်ဒီအေတွေရှိလာနိုင်တယ်လို့ဆရာဝန်တွေကတတိပေးထားပါတယ် ကျွန်တော်တို့ဟာလက်ရှိအခြေအနေမှာခလေးမျိုးဆက်တစ်ခုလုံးကိုထိန်းချုပ်မထားတဲ့စမ်းသပ်မှုတစ်ခုတည်းကိုတွန်းပို့နေတာ ਨੇ အတူတူပါပဲလူမှုကွန်ရက်တွေဘယ်လောက်များနေလဲဒီဖုန်းတွေဘယ်လောက်ဆွဲလန်းစီလဲဆိုတာ ਨੇ အားလုံးကဆက်ဆက်နေပါတယ်9နှစ်10နှစ်အနှစ်20ကြာရင်ဘာတွေဖြစ်လာနိုင်မလဲဆိုတာဘယ်သူမှ မသိနိုင်သေးပါဘူးလို့ဆရာဝန်တဦးကဆိုထားပါတယ်ကယ်လီဖိုးနီးယားပြည်နယ်ဟာခလေးတွေလူမှုကွန်ရက်တွေကိုဝင်တဲ့အခါမှာတတိပေးချက်တွေပြဖို့လိုအပ်တဲ့နောက်ဆုံးအမေရိကန်ပြည်နယ်ဖြစ်လာခဲ့ပါတယ် လူမှုကွန်ရက်နည်းပညာကုမ္ပဏီတွေကတော့ကလေးတွေအွန်လိုင်းအသုံးပြုတာတွေနဲ့ပတ်သက်ပြီးတော့သူတို့မှာဘေးကင်းလုံခြုံမှုအစီအမံတွေရှိတဲ့အကြောင်းကာကွယ်ပြောဆိုကြပါတယ်။ Instagram ကတော့စေကျော်သက်တွေအသုံးပြုပုံနဲ့ပတ်သက်ပြီးတော့ကန့်သက်လိုက်ပြီလို့ပြောကြားထားပါတယ်။အသက်16နှစ်အောက်အသုံးပြုသူလူငယ်တအုပ်ကတော့လူကြီးတွေအတွက်ရည်ရွယ်တဲ့အကြောင်းအရာဒါမှမဟုတ်ကလေးတွေအတွက်မသိမျော်ဘူးလို့ယူဆရတဲ့အကြောင်းအရာတွေကိုပုံမှန်တင်တဲ့အကောင့်တွေကိုရှာဖွေမယ်ဆိုရင်ပိတ်ဆို့ထားမယ်လို့ဆိုထားပါတယ်ခင်ဗျာ။